မြန်မာဒုက္ခသည်တွေဒီနေ့ကစပြီးထိုင်းနိုင်ငံထဲမှာတနစ်တရံဝင်အလုံးလုံးခွင့်ရပြီဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်တခြားမှာရှိတဲ့ဒုက္ခသည်စခန်း၉ခုကစစ်ရှောက်တွေအလုံးလုံးခွင့်ရတာဖြစ်ပါတယ်။ထိုင်းနိုင်ငံတက်မေဟောက်ဆောင်ကန်ချနာဘူရီနဲ့ရက်ချက်ဘူရီခရိုင်ထဲကထိုင်းမြန်မာနယ်စပ်ဒုက္ခသည်စခန်းတွေကမြန်မာဒုက္ခသည်တွေကိုစခန်းအပြင်မှာအလုံးလုံးခွင့်စပြီးပေးတာဖြစ်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်။ထိုင်းအလုံရှင်တွေကစောက်လုပ်ရေးစိုက်ပျိုးရေး မွေးမြူရေးနဲ့ငါးဖမ်းလုပ်ငန်းအပြင် ရက်စပြည်စီရောင်းချတဲ့လုပ်ငန်းတွေမှာအလုတ်ခေါ်ဖို့စိတ်ဝင်စားမှုရှိနေတယ်လို့လည်းထိုင်းအလုတ်သမားဝန်ကြီးဌာနအကြီးအကဲကပြောဆိုထားပါတယ်။စကမ်းအပြင်ထွက်ပြီးအလုတ်လုံးမဲ့သူတွေဟာဆေးစစ်မှုကိုခံယူရမှာဖြစ်ပြီးတော့ဒုက္ခသည်စကမ်းတွေကနေမထွက်ခင်တနစ်တာကာလအတွင်းအလုတ်လုံးခွင့်ပြုတဲ့ခွင့်ပြုချက်ဖြစ်ပါတယ်။ထိုင်းနိုင်ငံဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာမှုတွေကို လိုက်နာပြီးစီးမြင်တွေဥပဒေတွေနဲ့အညီဒုက္ခသည်တွေအတွက်အခွင့်အလမ်းအသစ်ဖွင့်ပေးတာ ဖြစ်တယ်လို့လဲထိုင်းဝန်ကြီးချုပ်မစ္စတာအနုတင်ကဘန်ကောက်စ်ပို့သတင်းမှာပြောဆိုထားပါတယ်အခုလိုအလလုခွင့်ပေးတာဟာ40တနည်းအတွင်းပထမဆုံးအကြိမ်ဖြစ်တယ်လို့လဲထိုင်းရွှေ့ပြောင်းနေထိုင်မှုပြုပြင်ပြောင်းလဲရေးအဖွဲ့အကြံပေးကပြောဆိုထားပါတယ်